မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ10ရက်နေ့မှ16ရက်နေ့အထိမြန်မာတက္ကသိုလ်1389ခုနှစ်သတင်းကျလပြည့်ကျော်4ရက်နေ့မှ10ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမှုတွေဝတာချက်နေခမှန်းချက်များကိုနေပြီးတော့မှုတွေဝတာနဲ့စလားပေရာညွှန်ကြားမှုအစီအစဉ်ဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်မင်္ဂလာပင်လေရောအချိန်ဒီမှာ ယခုရက်သက်တပတ်အတွင်းအနောက်တောင်ဘက်သုံးလေးဟာမြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ဒေသများနဲ့တောင်ပိုင်းဒေသများမှာဆုတ်ခွာသွားဝယ်ရာ ရှိပါတယ်။ပင်လယ်ပင်လယ်ပေါ်မှာလေပြင်းနဲ့ရဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ပင်လယ်ပင်လယ်တို့မှာမုတ်တုံလီအာနယ်ငယ်မှာအာသည်တင်းရှိနိုင်ပါတယ်။မွေရသွန်နိုင်မှုအချက်နဲ့ခံမှန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့အပြားနဲ့ကြံတန်းဒေသကြီးနဲ့ပြည်နယ်များမှာနေရာကျကျမှာနေရာဆိတ်ဆိတ်မိုတီချုံရွာပါမယ်။အမြင့်ဆုံးပူချိန်အချင်းနေခမန်းချက်များအနေနဲ့ကတော့နေပြီးတော့ရှမ်းကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ86ဒီဂရီဖာရင်ဟိုက်မှာ69ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့ကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ84ဒီဂရီဖာရင်ဟိုက်မှာ85ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။အနည်းဆုံးပူချိန်အချန်ဤခမန်းချက်များအနည်းငယ်ကတော့ချင်းပြည်နယ်မှာ55ဒီဂရီဖာရင်ဟိုက်ကန်စကိုင်းတိုင်းဒေသကြီးရထပ်ပိုင်းကချင်ပြည်နယ်ကယားပြည်နယ်ရခိုင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာ67ဒီဂရီဖာရန်ဟိုက်မှာ80ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး အောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ87ဒီဂရီဖာရန်ဟိုက်မှာ80ဒီဂရီဖာရန်ဟိုက်အတွင်းရှိနိုင်ပါတယ် ဧရုဆိုတိုင်းကြအခြေအနေခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရထပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးရနောက်ပိုင်းတောင်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ86ရာခိုင်နှုန်းမှာ95ရာခိုင်နှုန်းအတွင်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ85ရာခိုင်နှုန်းမှာ85ရာခိုင်နှုန်းအတွင်ရှိနေပါတယ်ပင်ခွေရင်ခွေပြန်တော့အခြေအနေခမန်းချက်များအနေနဲ့ကတော့ စကိုင်းတိုင်းဒေသကြီးထပိုင်းမကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာ24မီလီမီတာမှ33မီလီမီတာအတွင်းနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ14မီလီမီတာမှ23မီလီမီတာအတွင်းရှိနေပါတယ်။နေစီတော်အောင်ရေအကျဉ်းဒီခမန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းစကိုင်းတိုင်းဒေသကြီးရောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရဲ့နောက်ပိုင်း အေယာဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာဆိုဆိုအခြေအနေနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတို့မှာပြေဝအခြေအနေမှာရှိနေပါတယ်။စိုက်ပျိုးရေးမှုတွေတာအခြေအနေခမန်းချက်များကိုကြည့်ရှုနေကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြကြံမှာချမ်းသာကြပါစေရှင်။